ိဘပြည်သူတွေမင်းမီဂျီဝုံမုံရှိကတော့အသက်ပေးဆိုင်ရတော့မယ့်အနေအထားမှာရှိတယ်။အခုခေတ်သစ်သတင်းဌာနအပါဝင်သတင်းဌာနကြီးတွေတတော်များများကလည်းတော်လိုင်းရင်အောင်ကြီးရှင်းလင်းရမယ့်စီးရင်မှာမင်းမီဂျီဝုံမုံရှိနဲ့တယောက်ချပါလာတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တယောက်ချနိုင်ဖြိုးချော်ရဲ့လောက်ရက်တွေကလုံးဝကို ခွင့်လို့ပေးလို့မရတော့ပါဘူးလေဗျာ။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီအသက်ရှည်ဖို့အတွက်အဓိကစစ်ကောင်စီရဲ့လက်ကင်တို့က နော်နိုင်ဖြိုးကျော်ဖြစ်လို့ပါတဲ့နိုင်ဖြိုးကျော်ဟာစားတုံးကဘူဘီချိုရီကုမ္ပဏီပိုင်ရှင်ရဲ့သားတတိယပေါက်စဒေါ်လာ1မီလီယံကျော်လောက်ပဲချမ်းသာရပြသူရဲ့ပိုင်ဆိုင်မှုကဒါပဲမဲ့အနာသိကာလမှာမြောင်းလေသာအောင်ပြဆိုးနဲ့ခင်းတက်မွန်နဲ့ဘူပေါင်းပြီးတော့စီးပွားလုံးအခွဲပေါင်းများစွာကိုနော်ထူထောင်ခဲ့တာဖြစ်ပြီးတော့၃နှစ်900ချမ်းသာသွားခဲ့တာဖြစ်ပါတယ်။နောက်နှစ်ပေါင်း၁၅နှစ်လောက်ပါမြောင်းနိုင်ငံမှာအချမ်းသာဆုံး đã út đi giàu quá, cho đó này là cái may khay hậu vậy. Mấy ông là những ta nên mình nhập vào miệt này nghe thấy cả tiền duy này biết sinh mà mình nghèo của tư loại của nông tiền duy ghép thì biết của chị mà troll đi của chả ta gì vậy. စစ်အုံစီရဲ့နော်ဒါ EU နဲ့ကုလသမဂ္ဂနော်ကျွန်တော်တို့ဒါဥရောပအကုန်လုံးစစ်အုံစီကလင်းဝင်မရအောင်ပိတ်ဆို့မှုတွေမှာသူကအထူးဖြစ်အဲ့ဒါတွေကိုကြော်လာပြီးတော့နိုင်ငံခြားလေးစီရရှိဖို့အတွက်အဓိကစစ်အုံစီအတွက်လက်ကင်တို့အဖြစ်လုံးဆောင်ပေးနေတဲ့သူဖြစ်ပြီးတော့လက်နက်ဝေးရရမှာလည်းအဓိကကောင်းဆောင်ဖြေချောင်းလည်းကြားသိရပါတယ်ဆိုတော့ပြည်သူတွေကိုတိုက်ရိုက်မသတ်ပေမဲ့လည်းဒွေဝိုက်နီးနဲ့တတ်နေတဲ့ဝမှုရှိရဲ့ယောက်ျားနိုင်ဖြိုးချုပ်ကို ော်လိုင်းရဲ့အောင်ကြီးရှင်းလင်းရမယ်ပထမဆုံးလူစီးရင်မှာထည့်သွင်းခဲ့ပြီးတော့ရောင်ယူကြီးအနေနဲ့တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်းဒါကြောင့်မလို့မင်းသမီးချောမင်းသမီးဂျိုးဝုံမွှေကတော့အသက်အန္တရာယ်မှာရှိနေခဲ့ပြီတဲ့ဖြစ်ပါတယ်ဗျာတကယ်လို့မှစိတ်မကောင်းပါဘူးနော်